မင်္ဂလာပါ။အော်ဒီယိုဘိုင်းစောင်းနိုင်မှာကြိုဆိုပါရစေ။ကျောက်ခရကမှာတော့ Facebook ပေါ်မှာတွေ့ရတဲ့သကိုင်းငလျင်အကြောင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါဦးခင်ဗျာ။မြန်မာနိုင်ငံရဲ့အကြီးဆုံးပြည်ရကျော်သကိုင်းပြည်ရအကြောင်းမင်္ဂလာပါခင်ဗျာ။ဒီနေ့တော့ကျွန်တော်တို့နိုင်ငံအတွက်အရေးကြီးသလိုအနေရလဲရှိနိုင်တဲ့ဘူမိဗေဒအချက်လက်တစ်ခုဖြစ်တဲ့သကိုင်းပြည်ရအကြောင်းလေးညွှန်ဝေချင်ပါတယ်။ဒါကမြန်မာနိုင်ငံအလဲပိုင်းကို ရောက်မှတောင်သို့ဖြတ်တန်းသွားတဲ့အလွန်တက်ကြွပြီးဂလင်တွေရဲ့မိခင်လူတောင်တင်စားနိုင်တဲ့ပြည့်ရွေကြောကြီးတစ်ခုပါပဲဒီပြည့်ရွေကြီးဘယ်လိုဖြစ်လာလဲရိုးရိုးရှင်းရှင်းပြောရရင်ကွားမြေလွာချက်ကြီးတွေရဲ့ရွှေလျားမှုကြောင့်မလွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကအိန္ဒိယမြေလွာချက်ကြီးကအာရှတိုက်ကြီးကိုတဖြည်းဖြည်းဝင်တိုက်တယ်ဒီတိုက်အားကြောင့်ဟိမွန်နာတောင်တန်းကြီးဖြစ်လာရုံနဲ့မကဘဲအဲ့ဒီအချိန်နဲ့ဖီအားက အရှေ့ဘက်ကိုဆက်ပြီးတက်ရောက်လာပါတယ်။အဲ့ဒီခါမြန်မာနိုင်ငံတည်ရှိနေရာကမြေလွာတွေဟာအိန္ဒိယနဲ့အာရှမြေလွာကြားမှာညက်ပြီးဘေးဒိုက်ညာဘက်ကိုရှော့ထွက်သွားဖို့လမ်းကြောင်းတစ်ခုပေါ်လာတယ်။အဲ့ဒီလိုဘေးဒိုက်ရွေလျားမှုဖြစ်ပေါ်နေတဲ့အဓိကလမ်းကြောင်းကြီးရပဲစကိုင်းပြွေဖြစ်လာတာပါ။ဒါဟာကမ္ဘာမြေလွာတွေတိုက်မိတဲ့စွမ်းအင်တွေကိုဖြေလျှော့ပေးနေတဲ့လမ်းကြောင်းကြီးတစ်ခုပေါ့။မြမပြည်မြေမျက်နှာတွင်ကို ဘယ်လိုပုံဖော်ခဲ့သလဲဒီပြည့်ပြည့်ကြီးလှုပ်ရှားလာတာနှစ်တန်းချီပြီဆိုတော့သူဖြတ်သွားတဲ့လမ်းတစ်ချောက်မြေမျက်နှာသွင်မြင်ကိုထင်ထင်ရှားရှားပြောင်းလဲစေခဲ့ပါတယ်တောင်တန်းတွေစကိုင်းမြို့နာနမကျော်စကိုင်းတောင်တန်းဆိုရင်ဒီပြည့်ပြည့်ရဲ့လှုပ်ရှားမှုကြောင့်မြေသားတွေမြင့်တက်လာပြီးဖြစ်လာတာပါပြည့်ပြည့်တစ်ချောက်မှာဒီလိုတောင်ကုန်းတောင်တန်းငယ်တွေတွေ့နိုင်ပါသေးတယ်အေရီမြေကြီးတောင်စကိုင်းနဲ့အင်းဝါနာမှာဒီပြည့်ပြည့်ကိုဖြတ်သွားရပါတယ် ြက်ရွက်လှုပ်ရှားမှုကြောင့်မြက်လန်းချောင်းတွေပြောင်းလာပြက်ရွက်အတိုင်းကွဲကောက်စည်စင်းတာမျိုးရှိသလိုပြက်ရွက်ကိုဖျက်ဆီးရချောင်းငလဲတွေဆိုရင်ပြက်ရွက်ရဲ့ဘေးဒဏ်ရွေလျားမှုကြောင့်တစ်ဖက်နဲ့တစ်ဖက်လွဲနေတာမျိုးတွေ့နိုင်ပါတယ်။စကိုင်းပြက်ရွက်ဘာကြောင့်ထူးခြားသလဲ။သူ့မှာတခြားပြက်ရွက်တွေနဲ့မတူတဲ့ထူးခြားချက်တွေရှိနေပါတယ်။အရှိကီလိုမီတာ1200ကျော်မိုင်900ကျော်ရှည်လျားတာကြောင့် ကဘာဝကကုန်းတင်းပိုင်းဘေးရွယ်လျရတဲ့ပြည့်ရွယ်ကြီးတွေထဲမှာအရှိဆုံးတဲ့ကတစ်ခုပါဝင်မှာကျွေလျာနှုံးဒီနှစ်ကိုပြင်းမြ16ကနေ25မီလီမီတာတလက်မနေပါနှုံးနဲ့ရွှေ့နေတာဟာဘူမိဗေဒအချိန်စကေးရတော်တော်များတဲ့နှုံးမှာဒါကြောင့်ဖီအားတွေမြန်မြန်စုပုံပြီးငလျင်ကြီးရွေဖြစ်နိုင်ချေပုံများစေပါတယ်ဖြတ်သွားတဲ့နေရာအရေးကြီးဆုံးချက်ကမြန်မာနိုင်ငံရဲ့လူဦးရေအများဆုံး တမန်ဝင်မျိုးတွေဖြစ်တဲ့သကိုင်းမန္တလေးအင်းဝဘကိုးစတဲ့မျိုးတွေနဲ့အရေးပါတဲ့အခြေခံအဆောက်အုံတွေရဲ့အနီးကပ်ဒါမှမဟုတ်ဓာတ်ရိုက်ဖြတ်တန်းသွားနေတာပါဒါကြောင့်ငလင်လှုပ်ရင်တက်ရောက်မှုပိုကြီးမားနိုင်ပါတယ်မြင်သာမှုနေရာတော်တော်များများမှာပြည့်ပြည့်ကြောင့်မြေပြင်ပေါ်မှာဖြစ်နေတဲ့အပြောင်းလဲတွေလွယ်နေတဲ့ချောင်းတွေတောင်ကုန်းတွေမြေသားဆင်းရာတွေကိုမြင်နိုင်တာကြောင့်လေးလာရ ရက်ကူစေပါတယ်။ငလျင်တွေဘယ်လိုဖြစ်လာလဲ။ဒါကိုရိုးရိုးလေးစဉ်းစားကြည့်အောင်။ပြရွေးရတပတ်တစ်ချက်ကကြောက်သားတွေကစမ်းကျင်ဘက်ကိုရွေ့ကျင်နေတယ်။ဒါပေမဲ့ဂျားတွေကကြောက်သားတွေရဲ့ပုတ်တိုက်အားကြောင့်ချက်ချင်းမရွေ့နိုင်ပဲတင့်နေတယ်။ဘာဘာကျိုးဆွဲဆန့်ထားသလိုပဲ။ရွေ့ကျင်တဲ့အားကြောင့်ကြောက်သားတွေထဲမှာဖိအားနဲ့စွမ်းအင်တွေတဖြည်းဖြည်းစုပေါင်းလာပါတယ်။အဲ့ဒီစုပေါင်းလာတဲ့စွမ်းအင်က ကြောက်သားတွေရဲ့ခံနိုင်အားဒါမှမဟုတ်ပုတ်တိုက်အားထက်ကြော်လွန်သွားတဲ့အခါခွတ်ဆိုတဲ့အတန်နဲ့တူရုတ်တရက်ကျိုးပြက်ပြီးလွဲချော်ရွေလျားသွားပါတော့တယ်အဲ့ဒီလိုရုတ်တရက်လှုပ်ထွက်သွားမှုကြောင့်စုပုံထားတဲ့စွမ်းအင်တွေဟာလှရင်ဖြစ်အရက်လေးမျက်နှာကိုပြန်သွားတယ်အဲ့ဒီလှိုင်းတွေကိုပဲကျွန်တော်တို့ကငလျင်လှုပ်တယ်လို့ခံစားရတာပါစကိုင်းနဲ့မန္တလေးဒေသကငလျင်အနေရယ်စကိုင်းနဲ့မန္တလေးတိုင်းဟာ ဒီပြည့်ရရဲ့အလဲပိုင်းအတက်ကြွဆုံးပိုင်းနားမှာရှိနေတာကြောင့်ငလျင်ဘေးအနေရဲ့အထူးမြင်မာတဲ့ဒေသတွေပါပြည့်ရကျော်ကြီးကသခိုင်းမြို့နောက်ဖက်အင်းဝတတဦးမြို့တွေနဲ့အရန်နှိကက်ပြီးမန္တလေးမြို့ကြီးနဲ့လည်းမဝေးပါဘူးဒီလိုနှိကက်နေတော့ပြည့်ရပေါ်မှာငလျင်တစ်ခုခုလှောက်ခတ်ရင်ဒီဒေသတွေဟာပြင်းထန်တဲ့တုန်ခါမှုကိုဓာတ်ရိုက်ခံရနိုင်ကြများပါတယ်ဒါပြင်ဒီဒေသတွေမှာလူဦးရေလည်းများ ။တမိုင်းဝင် အတင်ကရဖျားစေတွေတက်တန်းရဲ့အစာအုပ်တွေအရေးကြီးတဲ့တရားတွေဆယ်တွေရှိနေရကြောင်းငလင်ကြောင့်ထိခိုက်ပျက်စီးနိုင်ခြင်းပုံများနေပါတယ်။တမိုင်းကတက်တေပြခဲ့တဲ့ငလင်ကြီးများ။တမိုင်းမှာလည်းဒီပြည့်ရွေးနဲ့ဆက်ဆက်ပြီးငလင်ကြီးတွေလှုပ်ခဲ့ပူပါတယ်။1839အင်းဝငလင်အလွန်ပြင်းထန်ပြီးအင်းဝမြို့တော်ဟောင်းနဲ့ပတ်ဝန်းကျင်ကို အကြီးကျယ်ပျက်စီးစေခဲ့တယ်။ 1930ဘကုန်းငလင်မကနေကျု7.3လောက်ရှိပြီးဘကုန်းနဲ့ရန်ကုန်မှာပါတိခိုက်ပျက်စီးမှုများပြီးလူတွေအများကြီးတေဆုံးခဲ့ပါတယ်။ဒါကပြရွေ့ရဲ့တောင်ဘက်ပိုင်းနဲ့ဆက်ဆက်တယ်။1956စကိုင်းငလင်မကနေကျု7.1လောက်နဲ့စကိုင်းမြို့နဲ့အနီးတစ်ဝိုက်ကိုပျက်စီးစေခဲ့တယ်။2012တပိတ်ချင်းငလင်မကနေကျု7.8နဲ့ မန္တလေးမြောက်ပိုင်းရွှေဘိုခရိုင်မှာလှုပ်ခတ်ပြီးအစာအုပ်ပြည့်စုံမှုလူသေးဆုံးမှုတွေရှိရပါတယ်။ဒီငလင်းမတန်းတွေကစကိုင်းပြည့်ရွေမှာငလင်းကြီးတွေထပ်လှုပ်နိုင်သေးတယ်ဆိုတာကိုသတိပေးနေပါတယ်။ကဲဒါဆိုကျွန်တော်တို့ကဘာလို့ယူဆိုင်တင်တယ်လဲ။ဒီအကြောင်းတွေတည်ထားပြီးခရူးဆိုင်ဖို့လိုအပ်တဲ့အကြောင်းရင်းတွေအများကြီးပါ။အတအိုးရင်လုံကြုံရေးပြည့်ပြည့်ကျော်နာနေသူတွေအတွက်ငလင်းဆိုတာ ကို့အသက်ကို့မိသားစုကို့ပိုင်ဆိုင်မှုတွေကိုဓာတ်ရိုက်ချင်းချောက်နေတဲ့အန္တရာယ်ပါငလျင်ကကိုနဲ့မဆိုင်ဘူးလို့လုံးဝတွေးလို့မရပါဘူးနှစ်စီးပွားရေးနဲ့လူမှုရေးငလျင်ကြီးတစ်ခုလှုပ်သွားရင်လမ်းတွေတံတားတွေဆက်တွယ်ရေးတွေပျက်စီးစီးပွားရေးတွေရပ်တန့်ပြီးလူမှုဘဝတွေအကြီးကျယ်ထိခိုက်နိုင်ပါတယ်၃ရင်ကျဲမှုအမွေနဲ့ကျွန်တော်တို့တံမိုးထားရတဲ့ ဇကိုင်းမန္တလေးတင်းဝကချင်းဆောင်စီရီပထိုးတွေအဆောက်အုံတွေဟာငလျင်တန်ကြောင့်ပျက်စီးဆုံးရှုံးနိုင်ခြင်းအရမ်းများပါတယ်၄ကြိုတင်ပြင်ဆင်မှုအနေအိုတိထားမှကြိုတင်ပြင်ဆင်လို့ရမှာပါတယောက်ချင်းစီရဆားလို့မိသားစုရက်ရွာနိုင်ငံတော်ဆင့်ထိငလျင်လှုပ်ရင်ဘာလုပ်ရမလဲအိမ်ကိုဘယ်လိုပြင်ဆင်မလဲအရေးပေါ်ပစ္စည်းဘာတွေဆောင်ထားမလဲစသည်ဖြင့်ပြင်ဆင်ထားနိုင်မှာမယ် ၅အနာကငလင်းတန်းခံနိုင်တဲ့အဆောက်အအုံတွေစောက်တာငလင်းအသိပညာတွေဖြန့်ဝေတာ သူတေသနလောက်တာတွေကအနာဂတ်မှာဖြစ်လာနိုင်မဲ့ဆောင်းရှုံးမှုတွေကိုရှော့ချဖို့အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုပါပဲတော်တော်ချောက်ရရင်စကိုင်းပြည့်ရိပ်ဆိုတာမြန်မာနိုင်ငံရဲ့ရှောင်းလွှဲလို့မရတဲ့ဗိုလ်မိဗေဒအမှန်တရားနဲ့အန္တရာယ်တစ်ခုပါသူ့ရဲ့သဘောတဘာဝသူ့ဘေးနိုင်တဲ့အန္တရာယ်ကိုကောင်းကောင်းနားလည်ပြီး ိုတင်ပြင်ဆင်မှုတွေလှုပ်ထားခြင်းကသာ ကျွန်တော်တို့ရဲ့အသက်အိုးအိမ်စည်းစိမ်နဲ့တံပိုးမဖြတ်နိုင်တဲ့ရင်ကျဲမှုအမွေနှစ်တွေကိုကာကွယ်ဖို့အထူးရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။အားလုံးပဲသတိနဲ့နေထိုင်ပြီးဘေးအန္တရာယ်ကင်းကြပါစေ။